ဘေးအဲ့လိုခေါင်းထဲမှာငငယ်ကတက်အတန်းတက်တဲ့ခါကျစဉ်းစားလို့ရှိရင်အင်္ဂလိပ်လိုတွေးရများနေတော့စာသားကအင်္ဂလိပ်လိုဆိုရင်ထွက်တာမြင်နေတယ်ဒါပေမဲ့မြန်မာလိုကြားရင်ကြတော့ဟိုပြောင်းအဲ့လိုသကလုံးလက်လက်လေးသုံးကျင်တာတို့အဲ့လိုသူများနဲ့မတူရဲ့အဲ့လိုသကလုံးလက်လက်လေးနဲ့သူများရင်ထဲကိုရအောင်ရေးတာကြတော့ပြုံးတွက်ခဲခဲတယ်ပေါ့နော်အဲ့ဒီဟာကြောင့်မလို့အချိန်ယူရဖြစ်ပါတယ်ပုံမှန်ထက်အောင်ပြောင်းကတော့ရင်ရင်ကျက် ရင်ရင်ကျက်တာတော့ရင်ကျက်ပါတယ်ငငယ်ခဲ့ရပါတော့ဆိုနည်းနည်းပြောရလူကြီးဆန်နေတယ်ပါတယ်ဒါမဲ့ဟိုရောက်သွားတဲ့ခါကျတော့ပို့ပြီးတော့လက်တွေ့ကြကြပို့ပြီးတော့ရင်ကျက်သွားတာပြင်းပြပြီးတော့နှုတ်ဆက်ကြတယ်ကြောက်နေကြောက်လည်းမပြီးဘူးကွာအနီနူဖာစင်နိုချစ်ဝန်ဂက်နူဖာဒစ်နူရှစ်ဝန်ဂက်နူရာ ဒီပြန်ရောက်တာ6လပိုင်းအစပေါ့နော်ဟုတ်ပြန်ရောက်တာပါအဲခုတော့ဆမ်မာအကြောင်းပိတ်နေတာဖြစ်ပါတယ်အဲ7လပိုင်းလောက်ဝက်လောက်ကြာလို့ရှင်ပြန်ဖွင့်မှာပါဟုတ်အခုလောလောဆယ်ကတော့ပြုံးအာတခြင်းအသေးထွက်ဖို့စီစဉ်နေပါတယ်ပြီးတော့အင်တာဗျူးပရိုဂရမ်လေးရှိပါတယ်အဲ့ဒါလေးအာဒီ music နဲ့ပတ်သက်တဲ့အားလေး career ဘိုင်းဆိုင်ရာလေးလှူရှားနေပါတယ်ရှင်အခုပြုံးထွက်မဲ့မွေးနေ့မတိုင်ရင်ဒါမှမဟုတ်မွေးနေ့ကြာလို့ရှင်ထွက်ဖြစ်မဲ့တခြင်းလေးကိုကြာတော့မြန်မာလိုကြီးပဲအများဆုံးပါဖို့အတွက် plan စီစဉ်ထားတယ်ဘာလို့လဲဆိုတော့အဓိကနားထောင်မဲ့သူတွေကဒါမြန်မာ audience ဖြစ်တဲ့အတွက်ကြောင့်မလို့အာမြန်မာလူအများဆုံးပါဖြစ်မယ်လို့အာ comment ထားပါတယ်ရှင့် English လိုကကြတော့ဘေးအဲ့လိုခေါင်းထဲမှာငငယ်ကတက်အတန်းတက်တဲ့ခါကျစဉ်းစားလို့ရှိရင်အင်္ဂလိပ်လိုတွေးရများနေတော့စာသားကအင်္ဂလိပ်လိုဆိုရင်ထွက်တာမြင်နေတယ်ဒါပေမဲ့မြန်မာလိုကြားရင်ကျတော့ဟိုပြောရအဲ့လိုသကလုံးလက်လက်လေးတုံးကျင်တာတို့လိုသူများနဲ့မတူရဲ့လိုသကလုံးလက်လက်လေးနဲ့ အဲသူများရင်တွေကိုရအောင်ရေးတာကြတော့အဲပြုံးတွက်ခဲခဲတယ်ပေါ့နော်အဲ့ဒီဟာကြောင့်မလို့အချိန်ယူရတာဖြစ်ပါတယ်ပုံမှန်တော့ဟိုကကြတော့ဟိုအကြောင်းအတွက်လဲပါတယ်ပေါ့နော်အကြောင်းအတွက်လဲပါတယ်နောက်အကြောင်းမှာရှိရဆရာတွေရောနားထောင်တဲ့တခြား international အကြောင်းသားတွေလည်းရှိရအတွက်ကြောင့်မလို့အဲအင်္ဂလိပ်လိုလုတ်ဖြစ်တာပုံများတယ်ဒါပေမဲ့ဟိုအင်အားကြတော့လဲဒီမှာကွန်မြူမာနိုင်ငံမှာနေရတဲ့အတွက်ကြောင့်မြန်မာနိုင်ငံ audience တွေကအဓိကနားထောင်တာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာလိုပုံများတဲ့တခြင်းဆိုလို့ရှိရင်ပို့ပြီးတော့အဲသူများနားထောင်လို့လဲလွယ်မယ်အဆင်ပြေမယ်လို့ ြောရတဲ့ကြောင့်မလို့မြန်မာလိုအဲ့လိုအများကြီးအဲ့လိုတပုတ်လုံးနှီးပါပါတဲ့ဟာတချင်းထွက်ဖို့ရှိပါတယ်ဟုတ်အဲလူတယောက်နဲ့တယောက် struggle ကတော့မတူဘူးပေါ့နော်ဟိုပြောမှကြတော့ကိုယ်လိုမျိုး depression ဖြစ်တဲ့ struggle ဖြစ်လို့ရှိရင်လို့ဟိုတည်တည်တတ်တတ်လေး struggle ဖြစ်တာလို့ယူ depression ဝင်တာကိုသူများရဲ့လို့ယူလို့ တိတ်ပြီးတော့ချပြတဲ့တယ်လည်းမပါဘူးတခါကြီးအိမ်ကလည်းမသိဘူးကိုပါလာလို့တယောက်တည်းတချင်းနားထောင်ရင်နားထောင်လဲတယောက်တည်းအချိန်ပေးပြီးတော့အဲ့ဒီအချိန်မှာအဲ့လိုငါပါလို့ depression ဝင်နေရလဲဆိုပြီးတော့ပြန်ပြီးတော့ reflect လုပ်တဲ့အချိန်ပေးတယ်ပေါ့နော်အဲ့လိုမျိုးကနေပြီးတော့ပြန်ပြီးတော့ အဲ့ depression နေယုံထွက်တယ်ပေါ့အိမ်လွမ်းလာရပြီးတော့ဟိုမှာကြာလို့ရှင်ကြတယောက်တည်းဟိုယုံကြင်ရတဲ့ပုံနဲ့အိမ်မှာကြာတော့အိမ်မှာဩတကူရှိလို့ရှင်နေပတ်စံမရှိနေဩဖိနာတောင်းလို့ရမိနာတောင်းလို့ရတယ်ဆိုရင်ဝုန်းဝလက်ဖြတ်တောင်းလို့ရပေါ့ဟိုမှာကြာရင်ကြာတော့ဟိုအကုန်လုံးဟိုပညာရေးပိုင်းရောဒီစီးပွားရေးပိုင်းကိုပတ်စံကင်နာဆိုကိုကိုတိုင်းတယောက်တည်းပဲအကုန်လုံးအစားဆုံးစီစဉ်ရတာဆိုတော့အဲ့ချိန်ကြာလို့ရှင် လူကဗျာတွေများလာဘာလို့အောင်မသိတော့အချိန်ရရင်ကျတော့အိမ်ကိုလည်းတတိရတာရဲ့ကိုကလည်းပြင်းမှန်းတာရဲ့အချိန်ရရင်လူဒီပရက်ရှင်ကဝင်ချင်တာပေါ့အဲ့လိုပြောကတောင်းရင်လည်းရင်ကျက်ရင်ရင်ကျက်တာတော့ရင်ကျက်ပါရင်ငယ်ငယ်ကရပါတော့လို့နည်းနည်းပြောကလူကြီးဆန်နေတယ်ပါတယ်ဒါပေမဲ့ဟိုရောက်သွားတဲ့ခါကျတော့ပို့ပြီးတော့လက်တွေ့ကြကြပို့ပြီးတော့ရင်ကျက်သွားတာပေါ့ဟိုဒီ banking ဘိုင်းကစာပြီးလို့ရှိရင်ဒီအလုတ်သွားတာစာ အလုပ်လုပ်တာဆိုဒီမှာအလုပ်လုပ်ပြီမဲ့ဒါကိုကြိုက်တဲ့အလုပ်ကိုလုပ်တာဘုံမှာကြတော့ဟိုကိုရဲ့ဝင်ငွေကိုတုံးစီရဲ့အိမ်မှာတုံးစီရရဖို့အတွက်ကိုမုံမိုးအတွက်အဲ့လိုမျိုးအိမ်က ပေးတာအပြင်တက်တက်ကိုပိုင်ဝင်ဝင်ရအောင်လို့ရှာတာဖြစ်တော့တဲ့ကြောင့်အချိန်ကြာရင်ကျတော့ပင်မန်းနဲ့လိုမျိုးအခုဆိုရင် smoothie တွေဖြော်တက်နေအဲ့လို smoothie တွေသွားဖြော်ပြီးတော့နေတိုင်းအဲ့လိုလုပ်ရတယ်။တခါတကြပင်မန်းနဲ့ကွာဘာလို့လဲဆိုတော့အဲ့ဒီဟာကြီးကိုအချိန်ပေးပြီးကိုလုပ်ချင်တာကိုမလုပ်ရတဲ့ခါကျတော့ကိုယ့်ရဲ့အချိန်တွေကိုအလဟတ်တက်လို့အကုန်ခံနေတယ်လို့မျိုးခံစားရတာတခါကျလို့ရှိရင်အဲ့ဒီဟာကိုတွေးပြီးပြီးတော့လည်း depression ဝင်တက်တယ်။ Give us all the rocks, cause get it, I'm mature and I accept 云南蛮苦啊，咯、啊。 I let go ပေါ့နော် I let go ဆိုတော့အကုန်လုံးပြစ်ချထားခဲ့ပြီဆိုတော့အတိတ်ပဲရတယ်ပေါ့နော်အဲ့လိုမျိုးပေးထားပါတယ်ဒါပေမဲ့ပြောင်းရင်လည်းပြောင်းသွားနိုင်တယ်ပေါ့နော်မသိရသေးပါတော့ First language ကတော့တကယ်တော့မြန်မာပါပဲဟိုအင်္ဂလိပ်ကျောင်းက၃တန်းလောက်မှတက်လာဆိုတော့ဒါပေမဲ့အဲ့ဟို trainee ပေးထားသလိုပေါ့ကောစဉ်းစားတဲ့အချိန်ကျလို့ရှိရင်အင်္ဂလိပ်လိုစဉ်းစားပြစ်တာများနေတာအဲ့လိုမျိုးပါဒါပေမဲ့မြန်မာလိုကတော့ရေးတတ်ပါတယ်လို့တချင်းထွက်လာရင်လည်းနားထောင်ပြီးကြပါဦး